လူများမြန်မာဆွဲဆောင်မှုရော့ကျစေတဲ့အချက်စေချက်ဒီချက်တွေကိုတင်လို့မိနေပြီဆိုရင်လူတိုင်းရဲ့မြန်မာတင်ရရှုံးသမားတယောက်လိုမျိုးဆွဲဆောင်မှုမရှိရင်လူလိုအထင်ခံပါလိမ့်မယ်။နံပါတ်၁ကိုကိုကိုအားငယ်တာကိုကိုကိုယုံကြည်မှုမရှိတာလူများကြားနေတော့ရင်အားငယ်တဲ့မျက်လုံးတွေနဲ့ခေါင်းငုပ်ပြီးလမ်းလျှောက်တာဒစိမ့်တွေနဲ့စကားမပြောရတာမျိုးတွေကတင့်ကိုဆွဲဆောင်မှုမရှိစေပါဘူး။နံပါတ်၂ကိုဘဝကိုတနာစရာလို့ထင်နေတာ။ လူတိုင်းကတော့ပြက်တနာတွေကိုစီရှိကြတာပဲတင်တယောက်တည်းကန်ဆုံးနေတာမဟုတ်ပါဘူးကိုဘွားကြီးကိုတနာစရာကောင်းလိုက်တာလို့တွေးနေပြီးညှဉ်းညူနေရင် negative energy တွေကတခြားလူတွေကိုကူးဆက်စေတာမဟုတ်တင်သားမှာဘသူမှနေချင်ကြမှာမဟုတ်ပါဘူးနံပါတ်3လမ်းလျှောက်ရင်လက်ပြင်ကုန်းတာနံပါတ်4ညလုံးချင်းစုံမကြည့်တာနံပါတ်5စကားပြောနေတာနံပါတ်6မပြုံးတာနံပါတ်9ကိုเจ้าနေကြီးစွပြောနေပြီး တဖက်လူကြောင့်စိတ်မဝင်စားတာနမရှင်သူများစကားပြောနေရင်ကြားဖြတ်ပြောတာနမကူတကူရီတန်ရှင်းမှုမရှိတာနမတစိတွန့်ကျင်နေတဲ့အဝေစားဝစ်စင်တာတချို့ကြတော့အဝေစားကတွန့်ကျင်နေတာမဟုတ်ဘူးဒါပေမဲ့ဝေထားတဲ့အဝေစားကကိုနဲ့မလိုက်ပဲပဲကိုရုပ်กายဖြစ်နေတာမျိုးဆိုရင်ကိုနဲ့တွဲဆောင်မဲ့တဖက်လူကိုမလေးစားတယ်လို့ဖြစ်စေပါတယ်